ခင်မောင်ဖြစ်သူဇင်ယောင်မောင်မောင်ကိုတစ်ချက်ကလေးမှမကြည့်ပဲခမိုင်မိုင်ကောင်လေးနဲ့ကဲနေရဲ့အမိတန်းသူရဲသမ ्या လုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုးစိုးလိုက်ပါရယ်မင်းသမီးချင်းဖြစ်သူမိတန်းသူကတော့မကြသေးခင်ကဆေးရုံကြလိုက်ရတယ်ခင်မောင်ဖြစ်သူဇင်ယောင်မောင်မောင်ကို တချက်ကလေးမှသတင်းစကားသောမမီပဲခမ်းမိတ်မှအလန်းစရာကောင်လေးတယောက်နဲ့တေတော်စော့ကပြောပါနေပါတယ်မြန်မာနိုင်ငံရဲ့တချိန်ကရုပ်ရှင်လောကမှာဒိတ်ဒိတ်ကျဲအောင်မြင်ကျော်ကြားခဲ့တဲ့မင်းသမီးကြီးတစ်လက်ဖြစ်တဲ့အမေတန်းနုကရောမသိတဲ့သူကရှားလို့ပါတယ်မင်းသမီးကြီးမေတန်းနုဟာရုပ်ရည်အလွန်ချော့မော့ပြီးတော့သူမရဲ့တရုပ်ဆောင်စွမ်းရည်တွေကြောင့်အကယ်ဒမီစုကြီးတွေကိုအများကြီးပိုင်ဆိုင်ထားနိုင်ပါတယ်ဒီလိုရုပ်ရည်ချော့မော့လာပါတဲ့မင်းသမီးကြီးမေတန်းနုကဘေးနားမှာပူရိသဝိုင်းဝန်းလင်နေခဲ့တာအမှန်ပါပဲ နောက်ဆုံးမှာတော့မင်းသမီးကြီးမေတန်းတို့ဟာရုပ်ရှင်ဒါရိုက်တာဇင်ယောမောင်မောင်နဲ့ချစ်ခင်ဆုံမတ်ခဲ့ပါတယ်။အရင်ကချိန်ခါတုန်းကတော့မင်းသမီးမေတန်းတို့အနေနဲ့ဒါရိုက်တာဇင်ယောမောင်မောင်နဲ့လူငယ်စုံတွဲလေးကတော်တော်လေးကိုရေးပန်းစားခဲ့ရပါမင်းသမီးချောလေးရဲ့အချစ်ကိုအနိုင်ရယူနိုင်ခဲ့တဲ့ဒါရိုက်တာကိုလည်းအားလုံးကတန်အန်တောဖြစ်နေကြပါတယ်။နှစ်ကြာလာတဲ့ချိန်မှာမေတန်းတို့စုံတွဲဟာလက်ထပ်လိုက်ပြီးတော့အခုဆိုရင်တော့သားလေးတယောက်ကိုရရှိထားပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့မင်းသမီးမေတန်းတို့နဲ့ဇနီးမောင်နှံကကြားထဲမှာပြဿနာတွေများပြားခဲ့ပါတယ်။ မင်းသမီးမိသားစုကလည်းအလောင်းကစားတွေလောက်ကအကျွေးတွေကြားမှာနေခဲ့ရတယ်လို့ကောလာဟလတွေလည်းထွက်ရှိခဲ့ရပါနောက်ထပ်အဓိကပြဿနာတစ်ချက်ကတော့ခင်ပွန်းဖြစ်သူဇင်ယောမမဟမော်ရင်မာလီတောင်နဲ့ဖောက်ပြန်ခဲ့တယ်လို့ကြားသိရပါဗျ။အဲဒီနောက်မှာတော့နှစ်ယောက်စလုံးကညှိမရတဲ့အဆုံးမှာကွာရှင်းပြတ်ဆေးလိုက်ရပါတယ်။နောက်ထပ်ဇင်ယောမမဖွင့်ပြောခဲ့တဲ့အချက်ကသူနဲ့မိသားစုတို့ကွာရှင်းရတဲ့အကြောင်းကတော့အနှစ်စားတဲ့အနုပညာရှင်ကြောင့်လို့သိရပါဗျ။ အခုချိန်မှာတော့မေတန်းတို့လည်းမရနေအောင်ဟာနှစ်တွေကြာကြီးကွဲကွာနေခဲ့ပြီးနောက်ပိုင်းတားဖြစ်သူမင်းတန်းမောင်မောင်ကြောင့်အဆက်အသွယ်ပြန်ရခဲ့ပါတယ်အများမကြခင်ကမှဇင်ယောမမတယောက်နေပြည်တော်ကိုအလုပ်ကိစ္စနဲ့သွားရောက်ခဲ့ပါတယ်။လမ်းမှာရေမတော်တဆမှုဖြစ်ပွားခဲ့ရကြောင်းအရေးပေါ်ဆေးရုံတက်ခဲ့ရပါတယ်။ဇင်ယောမမတယောက်အခုချိန်မှာတော့နေပြည်တော်ကကရင်တထောင်ဆေးရုံကြီးမှာပေါင်ယိုးကျိုးသွားတာကြောင့်ခွဲစိတ်ကူးတာမှုခံယူနေရပါတယ်။ ဒါရိုက်တာဇင်ယောမောင်မောင်တယောက်အဲ့ဒီလိုမျိုးအရေးပေါ်ကုသမှုခံယူနေစဉ်ဒါရိုက်တာကြီးဇင်ယောမောင်မောင်တယောက်စေကုသမှုခံယူနေစဉ်မှာလုံးဝသတင်းစကားမမေးခဲ့ရကတော့မင်းသမီးကြီးမေတန်တို့ပါမေတန်တို့ဟာခင်ပွန်ဟောင်းကိုစိတ်နာသွားတာကြောင့်ဖြစ်မယ်လို့ဝေဖန်နေခဲ့ကြပါတယ်။ဒါပေမဲ့လည်းမင်းသမီးကြီးမေတန်တို့ဟာအခုချိန်မှာတော့ခင်ပွန်ဟောင်းစီကိုသာတာချောင်းမာချောင်းသတင်းစကားမမေးရဲ့ပြင်တိတော့ပေါ်မှာသူ့ရဲ့အသက်တဝက်လောက်ငယ်တဲ့ခက်လန်းလန်းကောင်လေးတယောက်နဲ့ပျော်ပျော်ပါပါတိတော့ဆော့နေရကိုတွေ့ရပါတယ်။ဒါကြောင့်ပရိသတ်တချို့ကတော့မေတန်တို့ကဒီလိုချိန်မှာ ဒေတာဆော့မနေသင့်ဘူးခင်ဗျာဟောင်းပြည့်သူဇင်းရောင်မောင်မောင်ကိုတရင်သွားမိတဲ့ကြောင်းပြောနေခဲ့ပါတယ်တချို့ကလည်းအမျိုးသမီးတွေကစိတ်နာသွားရင်ပြက်သားတတ်တာကြောင့်ခင်မောင်ဟောင်းစိတ်ယုံတက်နေချိန်ကောင်းလေးငယ်ငယ်လေးနဲ့တိတော့ဆော့ပြတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လည်းတချို့ကတော့မိသားနှုနေနဲ့ခင်မုန်းတဲ့ဇင်ရောမောင်မောင်ကိုတိတ်တိတ်လေးသွားကြည့်ပြီးလောက်တာဖြစ်နိုင်ကြောင်းအခုကလည်းအနုပညာလို့သဘောရအောင်ကောင်းလေးနဲ့တွဲဆော့နေတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့ကရောခင်ပွန်းကိုတစ်ချက်လေးမှသတင်းမပင်ပဲကောင်းလေးတယောက်နဲ့တိတော့ဆော့နေတဲ့မိသားစုကိုမိမိတို့ရဲ့အမြင်လေးတွေဝေမျှခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်